ရနိုင်တယ်မရနိုင်ဘူးဆိုတာတော့ဟိုဘက်ကသူဖြစ်နေတဲ့အခြေအနေပေါ်မှာအတေကမူတည်မယ်ပေါ့ကိုကတော့လှုပ်เสียရှိတာကိုလှုပ်ပြရတဲ့သဘောပါပဲဟုတ်လားအဲ့တော့အရေးကြီးတာကကိုပြုတ်လိုက်တဲ့ကုသိုလ်ကောင်းမှုလေးကတန်တန်ရှင်းရှင်းစင်စင်ကြဲကြဲဖြစ်ပြီးတော့မေတ္တာနဲ့စေတနာနဲ့အမြတ်တမ်းဝေနိုင်ဖို့ဟုတ်လားအဲ့လိုကိုယ့်ရဲ့ကုသိုလ်ကောင်းမှုလေး တန်တန်ရှင်းရှင်းစင်စင်ကြဲကြဲဖြစ်စေဖို့ကိုယ့်ရဲ့စိတ်နှလုံးကလည်းပဲအေးချမ်းနေဖို့လိုမယ်ပေါ့နော်အများတန်းပေးဝေကနေမှကိုယ့်ရဲ့စိတ်နှလုံးလေးကလည်းပဲကြည်လင်နေဖို့အေးချမ်းနေဖို့တနည်းပြောရရင်တော့ကုသိုလ်စိတ်ကလေးနဲ့မြင့်မြတ်နေဖို့လိုမယ်ပေါ့ဟုတ်လားအဲ့ဒါကြောင့်မလို့ခေါင်းတို့တရားလေးနာရတယ်တရားနာတဲ့အခါမှာစိတ်နှလုံးကညင်နွမ်းနေတာလေးတွေကတန့်ရှင်းစင်ကြယ်သွားတယ် ဥလောင်းနေတာလေးတွေကငြိမ်သက်အေးချမ်းသွားတာပေါ့နော်။တာယောင်တရားနာတဲ့အလုကသူ့နေရာနဲ့သူ့နေရာတိုင်းမှာအရေးပါတယ်ပေါ့။အထူးသဖြင့်မိမိတို့ချစ်တဲ့ခင်တဲ့ပုံကိုယ်လေးနဲ့နောက်ခွဲရခွာရတဲ့ဒီလိုလောကရန်ဇိုးနဲ့တွေ့တဲ့အခါကာလမျိုးမှာပို့ပြီးတော့တောင်တရားနာတဲ့အလုကအရေးပါတယ်လို့ပြောရမှာ။ ရဲ့အတွေးအမြင်တွေကမှန်ကန်မှကိုယ်စိတ်နှလုံးကငြိမ်းအေးတာ哦အဲ့တော့တရားနာယူခြင်းကကိုယ့်ရဲ့အတွေးအမြင်တွေကိုမှန်ကန်စေတယ်လမ်းကြောင်းတဲ့စေတယ်ကိုယ့်စိတ်နှလုံးကိုတောကတွေပိတိဝါတွေလောင်မြိုက်နေတယ်ဆိုတာကိုယ့်ရဲ့အတွေးအမြင်တွေကမမှန်ကန်လို့ဒါကြောင့်အတွေးအမြင်မှန်ကန်ဖို့ကအလွန်မှအရေးကြီးတယ်အဲ့ဒီအတွေးအမြင်မှန်ကန်ခြင်းကိုကိုယ်နာယူလိုက်တဲ့နော်တရားဒေသနာတွေက အတွေ့အမြင်မှန်ကန်ဖို့အတွက်အများကြီးအကြောင်းအထောက်ပံ့ပေးနိုင်ဟုတ်လားတရားတရားနာရလောတရားလေးတူတူဘာပြောရင်တော့ဆိုတော့အုံတို့ဥဒ္ဒဝါဒဝန်တိုင်းနာယီဝါထားတဲ့တရားလေးတစ်ပုဒ်ရှိတယ်အလွန်ကိုစိတ်ထဲမှာတော့စွဲနေအောင်မှတ်သားထားတဲ့တံမိုးကြီးမာတဲ့ဒေသနာတစ်ပုဒ်ပေါ့အဲ့ဒါပါလဲဆိုတော့ အဘိနသုတ်တန်လို့လူသိများတဲ့တရားဒေသနာတစ်ပုဒ်အနှစ်ချုပ်လေးပြောရမယ်ဆိုလို့ရှိရင်ယောက်ျားပဲဖြစ်ဖြစ်မိန်းမပဲဖြစ်ဖြစ် လူပဲဖြစ်ဖြစ်ရှင်ရမ်းပဲဖြစ်ဖြစ်ဘယ်လိုလူမျိုးမဆိုအမှန်တရားကြီး၅မျိုးကိုအမြဲမပြတ်စဉ်းစားရမယ်ဆင်ခြင်ရမယ်နှလုံးသွင်းရမယ်လို့မြတ်စွာဘုရားဟောထားတဲ့ဒေသနာအဲ့ဒီအမှန်တရားကြီး၅ချက်ကိုစဉ်းစားဆင်ခြင်နှလုံးသွင်းမယ်ဆိုလို့ရှိရင် ကောင်းမှုအကုသိုလ်တွေကို ဖြစ်ပေါ်စေတဲ့အထင်ရောက်မှုမှန်အမျိုးမျိုးကိုဖယ်ရှားပြီးတော့နောက်ဆုံးတန်ရောစဉ်ကုန်ခန်းတဲ့အနုတရတွေကိုပယ်ဖြတ်နိုင်တဲ့မဲ့ညာဖူညာတွေရပြီးတော့နိဗ္ဗာန်တော်မျက်မှောက်ပြုနိုင်နေလို့မြတ်စွာဘုရားဟောတယ်။အဲ့တော့အဲ့ဒီအမှန်တရားကြီး၅မျိုးအဘိနပိစ္ဆခိတ္တပါအမြဲမပြတ်စဉ်းစားဆင်ခြင်ရမယ်လို့ဆိုတဲ့အမှန်တရားရင်၅မျိုးအဲ့ဒီအမှန်တရားရင်၅မျိုးကဘာလို့ဆိုတော့ ူတိုင်းရဲ့နှုတ်ဖြာမှာစောင့်ဖို့လေးအနေနဲ့တောင်းရှိပြီးသားဖြစ်ခြင်းဖြစ်မယ်နော်။အိုနာတေကွဲကန္နတွဲအမြဲနေတိုင်းရှု။ဒါမုန်းရင်းဆိုတော့ဘုရားကြီးရဲ့လက်ရ။ယေဇောဘုရားရဲ့တည်တနာလေးကိုနှုတ်ထဲမှာစောင့်ဖို့လွယ်အောင်နှိချုပ်ပြီးတော့စီစဉ်ပေးထားတာအလုံးမကောက်မှ။အိုနာတေကွဲကန္နတွဲအမြဲနေတိုင်းရှု။ဒါမိမိခန္ဓာသူဘာခန္ဓာလို့ဆိုတဲ့ ဒီဘဝရဲ့ဒီလောကရဲ့အမှန်တရားကြီး၅မျိုးဟုတ်လားဩရတယ်ဆိုတာဘဝခန္ဓာရဲ့မလွဲမသွေတွေ့ရမယ်ကြုံရမယ်တဘာဝတရားဘာနဲ့မှတင်းလို့ရှောင်းလို့မရဘူးအဲယုတ်ဒီနန်နေဆိုတာဩတတ်တဲ့သဘောရှိတယ်နော်ဩကိုဩရမယ်ဩခြင်းတရားကိုမလွန်ဆန်နိုင်တဲ့တရားတွေပဲဖြစ်လာပြီးရင်ဩရမယ်နော် အိုမင်းဟောင်းတွန်ဆွေးမြေ့သွားတဲ့သဘောတဘောရဲ့အမှန်တရားကြီးပေါ့အဲ့ဒါကိုစဉ်းစားရမယ်စဉ်းကြရမယ်ငါဟာအိုခြင်းသဘောတရားရှိတယ်အိုခြင်းသဘောတရားကိုမလွန်ဆန်နိုင်ဘူးဒီလိုစဉ်းစားရမယ်အဲ့လိုမျိုးစဉ်းစားမယ်ဆိုလို့ရှိရင်နုပြူခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်ကိုဖယ်ရှားနိုင်တယ်အဖယ်ရှားနိုင်မှုဆိုရင်တော့နေပါသွားစေနိုင်တယ်အဲ့ဒီနုပြူခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်ကလည်းပဲမကောင်းမှုအကုသိုလ်တွေကိုဖြစ်ပေါ်စေတယ် ငါအရွယ်ရှိသေးတယ်ဆိုတော့အမြင်ကကောင်းတဲ့ဘက်ကိုသူကမသွားဘူးမကောင်းတဲ့ဘက်ကိုသွားတာဟုတ်လားဒါကြောင့်အကုသိုလ်ရဲ့အကြောင်းတရားဖြစ်တဲ့နဝရမန်လို့ဆိုတဲ့နုပြုံမှုကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မန်ကိုဒါရီဟာအိုတတ်တဲ့သဘာဝတွေအမြဲနုပြုံနေမှာမဟုတ်ဘူးလို့ဒီအမှန်တရားကိုစဉ်းစားဆင်ခြင်နေရဖြစ်ဘုံဘုံတို့တွေကနေပါတော့အောင်စူးစမ်းရမယ်တစ်ဆင့်တက်ပြီးတော့ဖယ်ရှားနိုင်အောင်စူးစမ်းရမယ် မြတ်စွာဘုရားဟောတာလေးကအလုံးမစနစ်ကြတယ်အကြောင်းအကျိုးလေးနဲ့ဟောတာနော်ဒီလိုစဉ်းစားရင်ဒီလိုမကောင်းတဲ့တရားကိုပယ်နိုင်တယ်လို့ဟောတာဒါပထမအမှန်တရားပါနော်ပြီးတော့ဘာတော့နာတဲ့နာခြင်းခံခက်တဲ့သဘာဝနော်ဘုံတို့ရဲ့ဘဝခန္ဓာကြီးကနာခြင်းခံခက်မှုကိုနော်တွေ့ရမယ်ကြုံရမယ်ရှောင်လွဲလို့မရနော်အခံရခက်တဲ့သဘောနော်အတေးဘဝသူများကိုနှိမ့်ဆက်ညှင်းဆဲခဲ့တဲ့ ကံတွေမြတ်အထူးပါလာပဲဆိုလို့ရှိရင်တော့အမြဲတမ်းလိုလိုအော်ဟစ်နေရတယ်ညင်းညူနေရတယ်အနေထားမျိုးတွေနဲ့တော့အချိန်ကုန်ကုန်လွန်သွားတဲ့လူတွေချို့မရှိဘူးလားရှိတယ်အဲ့လိုသသောဝါကြီးမဖြစ်အောင်တောင်မှဒီနာကျင်ခံခတ်မှုတော့ပုံပုံတို့ဟာအနေနဲ့များဆိုသလိုတွေးကိုတွေးရမယ်ကြုံကိုကြုံရမယ်ဒါရှောင်လို့မရဘူးတနည်းအားဖြင့်ဒီဘဝခဏကြီးဟာနာကျင်ခံခတ်တဲ့တဲ့သဘာဝကြီးပဲဟုတ်လား တက်တောင့်တက်တာအမြဲဖြစ်နေတတ်တဲ့သဘာဝကြီးမဟုတ်ဘူးဒါအမှန်တရားပါအဲ့ဒါကိုဘုံဘုံတို့ကစိတ်ထဲမှာနှောချီနေအောင်စဉ်းစားရမယ်ဆင်ခြင်ရမယ်ဟုတ်လားနားလာလို့ရှိရင်လက်မခံနိုင်တဲ့သဘောတွေနဲ့ဒေါသတွေနဲ့ဒေါမနတတွေနဲ့မပေါက်ကွဲအောင်ဟုတ်လားတချို့ကနာကျင်သဘောတရားကိုမေ့နေတဲ့အခါကျတော့နားလာပြီဆိုတာနဲ့ငကောကစဉ်းစားဆင်ခြင်ထားတာမရှိတဲ့အခါကျတော့စိတ်ထဲမှာဒါကြီးကိုပါတော့လက်မခံနိုင်ဘူးဆန့်ကျင်ကန့်ကွက်ပြီးတော့ ဘာမှလည်းအကြောင်းမထူပဲနဲ့စိတ်ရဲ့ဆင်းရဲခြင်းကိုထက်ဆင့်ပြီးတော့ယူကြတာပေါ့ခန္ဓာကိုယ်ကတော့နားနေလို့အခံရခဲ့ရတဲ့ကြားထဲစိတ်ကမထားတက်လို့ထပ်ပြီးတော့ဘာဖြစ်တုံးဒေါသနဲ့ပူရတယ်လောင်ရတယ်ဟုတ်လားတရားအဲ့ဒီအခြေအနေမျိုးကိုကျုံးလာပြီဆိုလို့ရှိရင်တတ္တကွင်းရအောင်သောတော်တရားစခန္ဓာရဲ့ဒီနာတတ်တဲ့သဘာဝကိုကြွန့်ကျင်အောင်ဘုံဘုံတို့တွေကလေ့လာထားမှာဒါကြီးကဒီသဘောရှိတယ်ရှောင်းမရဘူး ဲ့လိုစဉ်းစားရမယ်ဆင်ခြင်ရမယ်ဒါယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူဖြစ်ဖြစ်ယံဖြစ်ဖြစ်ဘလို့လူမျိုးမဆိုချွန့်ချက်မရှိဘူးเนาะအဲ့လိုစဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်ကျမ်းမာခြင်းကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်အလောက်ကြမှန်အဲ့ဒါကိုဖယ်ရှားနိုင်တယ်သို့မဟုတ်နေပါသွားစီလိမ့်မယ်အင်းအဲ့ဒီမှန်လည်းပဲမကောင်းမှုကိုဖြစ်စေတဲ့အတွက်ကြောင့်နေပါစေတဲ့နဲ့ဖယ်ရှားပြစ်တဲ့နဲ့မှန်တစ်မျိုးပေါ့နော်အဲ့ဒီမှန်ကိုလည်းပဲမြတ်စွာဘုရားနော်နာတတ်တဲ့သဘောကိုစဉ်းစားဆင်ခြင်ခြင်းအဖြစ် နေပါစေရမယ်ဖေရှားပြရမယ်လို့အလိုဟောတာ။အိုခြင်းနာခြင်းပြီးတော့ဘာလို့သိဆုံးခြင်းယစီခြင်းဥထုဇဉ်တတ္တဝါတွေအကြောက်လန့်ဆုံးပေးကြီးပေါ့ဘလိုပင်ကြောက်ကုန်ညာလည်းပဲတည်တဲ့တဘဝခန္ဓာကိုရထားတဲ့အတွက်ကြောင့်ဒီဘဝမှာတော့သိခြင်းသဘောတရားကိုဘလို့မှမလွန်ဆန်နိုင်တော့တွေ့ရမယ်ကြုံရမယ်ဖရာတော်မှာရှောင်လွှဲလို့မရတဲ့အမှန်တရားကြီး မသေးခြင်းမို့ဆိုရင်တည်တတ်တဲ့ခန္ဓာမရအောင်လုပ်ဖို့ပဲဒီတနည်းပဲရှိဟုတ်လားတည်တတ်တဲ့ခန္ဓာဘာလို့ရရနေတာတော့ဘဝဒုက္ခသစ္စာပဲဆိုတဲ့ဘဝရဲ့မကောင်းတဲ့အချက်အမှန်တရားကြီးကိုမမြင်တဲ့အတွက်ကြောင့်ဘဝရဲ့ပုံမှန်မမောမှုတွေ့တာမှုဆွေးလန်းမှုနဲ့ဘဝတဏှာတွေနဲ့ရစ်ပတ်ပွဲ့နှောင်ပြီးတော့နေလို့တည်တတ်တဲ့ဘဝတွေကထက်ကထက်ကရတာတည်တတ်တဲ့ဘဝရပြီဟေ့ဆိုရင်ကတော့ဘာလို့လို့မှမရဘူး သေးကိုသေးရလိမ့်မယ်။နေတာနဲ့မြန်တာပဲကွာမယ်။အရင်နဲ့နောက်ပဲကွာမယ်။သေးကိုသေးရလိမ့်မယ်။ဒါဟာအမှန်တရားကြီးပဲ။ဟုတ်လား။အဲ့ဒီအမှန်တရားကြီးကစဉ်းစားဆင်ခြင်မယ်ဆိုလို့ရှိရင်အလွန်ကြီးမားတဲ့အစွမ်းအာနိသင်ထွက်တယ်။အဲ့ဒါဘာလို့ဆိုခံနိုင်ရည်ပေါ့နော်။ပျက်စီးလာပြီဆိုရင် အများစုကတူတူကိုကိုမခံနိုင်ဘူး။ကိုချစ်တဲ့လူတွေပျက်စီးပြီဆိုမခံနိုင်ဘူး။လက်မခံနိုင်ဘူးမခံနိုင်လို့ငိုတာပေါ့။ ကိုချစ်တဲ့လူပျက်စီးရင်မခံနိုင်ဘူးဆိုရင်ကိုအချစ်ဆုံးဆိုတဲ့ကိုခန္ဓာကြီးပျက်စီးမယ်ဆိုရင်ပို့လို့တောင်းခံနိုင်မှာမဟုတ်ဘူးဟုတ်တယ်မဟုတ်လားအဲ့ဒီကြတော့မှတကယ်ပူမှာနော်ကိုချစ်တဲ့လူသေလို့ပူတဲ့အပူကဘာမှမဟုတ်သေးဘူးနော်ဒါတောင်ပူလာကြီးလောင်လာကြီးဆိုတချို့တက်သွားတာတွေဘာတွေရှိသေးတယ်ဟုတ်လားအင်းကိုအချစ်ဆုံးခန္ဓာပျက်စီးပြီကိုအချစ်ဆုံးခန္ဓာပဲခန္ဓာတော့ကိုခန္ဓာပဲကိုခန္ဓာပျက်စီးပြီဆိုတော့အဲ့ဒါတဲ့အစာပေါင်းများစွာ အလုံးနဲ့ဒုက္ခကိုမဖြစ်စေနိုင်လေလို့ဒါကိုတော့ကြိုတင်ပြီးတော့ဘုံတို့ဘလို့ထားဖို့လို့တော့နားလေထားဟုတ်လားဒါကြောင့်ရှောင်လွဲလို့မရတဲ့ဒီပျက်စီးခြင်းအသေးဆုံးခြင်းဘဝခန္ဓာရဲ့အမှန်တရားကြီးတော့စဉ်းစားဆင်ခြင်မဲ့ဆိုရင်အလွန်ကြီးမားတဲ့အကုတ်တဲ့အကုတ်ထိုက်တဲ့နောင်ဆောင်အတ္တတိတွေကိုတောင်ရသွားစေနိုင်ပေခြင်းတရားစဉ်းစားထားဆင်ခြင်ထားရှောင်လို့မရဘူးပြီးမှအထိတ်တလန့်နဲ့ထူးထူးဆန်းဆန်းတွေလုံနေလို့ မရဘူးကြောက်ပါတယ်လက်ပါတယ်ပြောလို့လည်းပဲလွတ်မှာမဟုတ်ဘူးတချို့ဆိုရင်ပြောရတာရှိရအမကေနိုင်ကြတော့ဘူးလားမရှိမကြောက်ပြောကြတော့တာတကယ်လဲအကြောင်းထူးတာလည်းမဟုတ်ဘူးမကေနိုင်ဘူးလားလို့မေးလဲကေနိုင်မဲ့လူကရှိလားပဲရှိမှာတော့ကေမဲ့လူကွာစားသူလည်းသွားရမှာလေအကုန်လုံးဘဝဒုတိယကြီးပဲဟုတ်လားဒါကြောင့်သေခြင်းတရားဆိုတာအလွန်တရာမှနောက်စဉ်းစားမယ်ဆိုရင်ဆွမ်းအားတတိမြင်မာတဲ့လူသားတယောက်ရဲ့အနေအထားကိုရောက်စေနိုင်တယ် ။ဒါကြောင့်မြတ်စွာဘုရားတည်ခြင်းကိုစဉ်းစားလို့ခိုင်းတယ်။အဲ့တော့တည်ခြင်းကိုစဉ်းစားရင်ဘာဖြစ်တော့ရှင်သန်မှုကိုအကြောင်းပြုပြီးဖြစ်တဲ့မှန်ဇီဝိတမှန်အဲ့ဒီမှန်ကိုနည်းပါးသေးတယ်သို့မဟုတ်ဖယ်ရှားပြင်နိုင်။အဲ့ဒီမှန်လည်းမကောင်းမှုကိုဖြစ်စေလို့မြတ်စွာဘုရားဖယ်ရှားတဲ့နဲ့မှန်တစ်မျိုးလို့ခေါ်တယ်။အုံတော့နေနေရတယ်ကိုကိုမသေးဘူးထင်နေတယ်မသေးဘူးလို့ထင်တဲ့အထင်နဲ့မှန်နဲ့ဟာတွဲနေ။ဒီကောင်ပေါင်းလည်းဖြစ်ပြီးတော့နေလားညလား အာငါကချိန်မှန်းသိမလဲမသိဘူးဆိုတဲ့လူမမဘဝရောက်နေတဲ့အနေအထားမျိုးနဲ့အခုမမချာချာနဲ့ကိုကိုကိုတေလူလို့မတွက်ဖဲနဲ့နေနေတဲ့အနေအထားစိတ်ရဲ့အခြေအနေချင်းအများကြီးမခွာချဘူးလားခွာချရဲ့နော်ခွာချလို့သူကမာအကုန်ကြနေပြီကိုကခဏနေသွားတော့မယ်ဘယ်ချိန်သွားမှမသိတာပဲရှိရသွားတော့မယ်လို့လက်ခံထားလိုက်ပြီဆိုလို့ရှိရင်ဘာမှကြံတာတွေကအရေးမကြီးတော့ဘူးငါဘယ်သူကဘာပြောနေတာ ဘသူကငါဘောဘလို့ထင်းနေတာအာထားလိုက်တော့အဲ့ဒါတွေဘာမှအရေးမကြီးဘူးဘသူကဘာဖြစ်နေတာဘယ်နာကဘာတွေဖြစ်နေတာအင်းထားလိုက်တော့အဲ့ဒါတွေဘာမှအရေးမကြီးဘူးဟောဆိုမာမရှိဘူးလေဇီဝိတမာမရှိဘူးလေသိမယ်ဆိုတာကြီးကိုသိနေတယ်အဲ့လိုပဲဘုံဘုံတို့ကတေကောင်ပေါင်းလဲအနေထားကိုမရောက်သေးတော့မှတေချင်းကိုနီးနီးဆက်ဆက်မြင်းနေမယ်ဩငါတေလူချင်းမေးတေနိုင်နေနော်လို့တွေးနေမယ်ဆိုရင်ဘဝရဲ့အရေးအပါဆုံးအရာခေါင်းထဲရောက်နေတဲ့အတွက်ကြောင့်ကျန်တဲ့ကိစ္စတွေကဘာမှသိပြီးတော့ အရေးပဲပါတော့ခုကျန်တာတွေကိုဘုန်းဘုန်းတို့ကသိပြီးတော့အရေးပါနေတယ်ဟာဟိုကလည်းအရေးပါဒီကလည်းအရေးပါဆိုတာတကယ်အရေးပါတဲ့နဲ့အရေးအပါဆုံးအရာတည်ခြင်းတရားကိုကောင်းတဲ့ကိုဆွဆွမြဲမြဲမရောက်သေးလို့ဟုတ်လားဒါကြောင့်မြတ်စွာဘုရားအဲ့ဒီဇီဝိတမှာရှင်သန်ခြင်းကိုအကြောင်းပြုပြီးဖြစ်တဲ့မှန်ကိုတည်ခြင်းကိုစဉ်းစားခြင်းအဖြစ်ဖယ်ရှားနိုင်တယ်သို့မဟုတ်နေပါသွားစေလိမ့်မယ်ဒါဆိုရင်အဲ့ဒီမှန်ကြောင့်ဖြစ်တဲ့အကုသိုလ်တွေကိုလည်းဘုန်းဘုန်းတို့ကဖယ်ရှားပြီးသားဖြစ်သွားတယ်နေပါစေပြီးသားလည်းဖြစ်သွားတယ်ဟုတ်လား မတရားပဲချက်ရှိပြီးတော့၃ချက်ပူခြင်းနာခြင်းသိခြင်းဟုတ်လား၅ချက်ပြီးအောင်ပြောရမယ်နော်ပူနာသိကိုယ့်ရဲ့ကံနဲ့တွဲဟုတ်လားမိမိချစ်ခင်ရဲ့မျက်နှာနဲ့တက်အပ်တဲ့သက်ရှိသက်မဲ့အရာအားလုံးနဲ့မိမိတို့တွေကအမြဲတမ်းအတူတကွာရှင်တွဲပြီးတော့နေကြရမှာ မဟုတ်ဘူးဘလောက်ပဲစိတ်သဘောထားချင်းတိုက်ဆိုင်လို့ဘလောက်ပဲစိတ်ထဲရဲ့နှစ်သက်မျက်နှာမှုတွေနဲ့အမြစ်တာတွေနဲ့တန်ရောစင်းတွေနဲ့ထွေးလို့ရစ်ပတ်ခတ်ပြီးတော့နေပေမယ့်လို့ ဒါအမြဲတမ်းရမယ်အခွင့်အလမ်းတစ်ခုမဟုတ်ဘူးပြီးရင်မဖြစ်ရပါတော့ကွဲကြမှာဘယ်ချိန်မှတော့မသိဘူးနော်တည်ခြင်းပုံမှာမူတည်ပြီးတော့နော်ခွဲခွာခြင်းရဲ့ဟုတ်လားနှိဆိုင်မှုနော်ခွဲခွာခြင်းရဲ့အဲဘယ်လိုပြောမလို့ခွဲခွာခြင်းရလည်းပဲအမျိုးမျိုးရှိတာဟုတ်နော်အရာတစ်ပါးကိုသွားလို့ခိတ္တခဏခွဲခွာတာရှိတယ်တချို့လည်းပဲ အခဏလေးခွဲသွားတာလို့ထင်ပြီးတော့နောက်ဆုံးသေးသွားတော့တခါမှပြန်မတွေ့ရတဲ့လူတောင်ရှိသေးတယ်။ဟုတ်လား။တချို့မတည်ဘူးလေ။တည်ပြီဆိုရင်တော့ပြီးခွဲရတာ။အိုး။အဲ့တော့သူ့ကိုတည်မိလို့လည်းမတည်ဘူး။ဘယ်နေ့မှကိုယ်နဲ့စကားပြောလိုက်သေးတယ်။ဟာ။ဒါနောက်ဆုံးမဲလို့မတည်နိုင်ဘူး။ဟုတ်လား။တချို့ကိုယ်နဲ့စကားပြောလိုက်ရတယ်။ဟာ။အော်နောက်ဆုံးမှလား။ဟိုဒီနေ့ကဆိုတော့ဒါဖုန်းဖုန်းစီကိုဖုန်းဖုန်းရဲ့ဦးလေးကြီးလာတယ်။စကားတွေပြောရ။ဟုတ်လား။ ကားတွေကိုပြောတော့မပြီးနိုင်ဘူးပြောနေကြတာဟာအဲ့ဒီတုန်းကဒါငါနောက်ဆုံးပြောရမှာလို့ဒါငါအခုနောက်ဆုံးပြောနေတာနောက်ထပ်ဒီဦးလေးရဲ့မျက်နှာကိုငါထပ်မမြင်ရတော့ဘူးလို့ခွန်မုန်းတို့မသိဘူးသူကလည်းပဲအော်ငါတူတီကိုလာတာဒါနောက်ဆုံးပဲနော်ဒီเจ้าကိုလာတာဒါနောက်ဆုံးပဲလို့သူလည်းမသိဘူးဒါပေမဲ့တကယ်တကယ်တော့ဘာဖြစ်သွားအဲ့ဒါနောက်ဆုံးပဲအဲ့ဒါပြီးတော့မမြင်ရတော့ဘူးမတွေ့ရတော့ဘူးသူစကားသံလည်းမကြားရတော့ဘူးအဲ့လိုပဲလူသားတွေဟာ ုပြောနေတဲ့စကားကိုတွေ့နေရတဲ့အနေအထားဟုတ်လားတရားတွေကနောက်ဆုံးမာလာလို့တချို့ဆိုရင်မသိကြဘူးတချို့ကလည်းအဲ့ဒါနောက်ဆုံးဖြစ်ခြင်းဖြစ်နေနိုင်တယ်ပေါ့ဟုတ်လားဒါကြောင့်သိခြင်းကိုစဉ်းစားလို့ရှိရင်နော်ခွက်ခွာခြင်းကိုလည်းပဲတစ်ခါတလေဒီပိုင်းနဲ့ထဲသားစဉ်းစားပြီးသားလည်းဖြစ်သွားတတ်သေးတယ်သိခြင်းကိုအကြောင်းပြုပြီးတော့ခွဲကြရတာအများကြီးရှိတာပေါ့ဟုတ်လားအဲ့တော့ဒီခွဲခွာခြင်းဆိုတာလည်းပဲနော်အလွန်ကိုစဉ်းစားတဲ့အရာဘာလို့ဆိုတော့ဘုမနုရဲ့စိတ်တွေက ကိုဘဝလေးကိုအခိုင်အမာပြုတ်ပြီးတော့နေတယ်လို့ကိုနဲ့နှိစက်တဲ့လူတွေရဲ့ဘဝရဲ့အပေါ်မှာလည်းပဲအခိုင်အမာပြုတ်ပြီးတော့နေနေကြတာကိုဘဝမှာကိုသားလည်းအရေးပါတာမဟုတ်ကိုဘေးကလူတွေကလည်းကိုချစ်တဲ့လူတွေကလည်းတချို့ဆိုထပ်တူထပ်မြအရေးပါနေကြတာရှိတယ်အဲ့ဒါခွဲခွာပြီးဆိုရင်အလွန်ခံရခက်မယ်အဲ့ဒါအလွန်နာကျင်မှုဖြစ်မယ်ပေါ့နော်စိတ်ထဲမှာတကယ်မြတ်စွာဘုရားဒီခွဲခွာမှုကိုလည်းပဲစဉ်းစားထားသူလည်းအမှန်တရားကြီးရှောင်လို့မရဘူး ်အတူနေရတယ်ဆိုတာတကယ်ကခွဲဖို့ရှင်းရတယ်ဆိုတာသေဖို့မားရတယ်ဆိုတာနာဖို့ပြိုးရတယ်ဆိုတာအိုဖို့တကယ်တမ်းကဟုတ်လားအဲ့ဒါကိုဘုန်းဘုန်းတို့ကကြွန့်ကျင်ထားမှာစိတ်ထဲမှာဒါကိုအထူးဆန်းကြီးဖြစ်အောင်မထားသင့်ဘူးเนาะတွေ့လာကြုံလာလို့ရှိရင်အော်ဒါကြီးကတဘာဝပဲဒီနေ့ပြီးရင်မနေ့ပြန်အသေးချာပေါက်ရောက်လာမှာဖြစ်တယ်လို့နောက်အတူနေပြီးရင်ခွဲခွာမှုအသေးချာပေါက်ရောက်လာမှာဆိုတာဘုန်းဘုန်းတို့ကလက်ခံထားရမယ်မခွဲခင်ကစကြည်ပြွန်ထားရမယ်ဟုတ်လားမကွဲခင်က ခွဲထားမှာကွဲလာတဲ့ခါတတ်တာ ကောမကွဲခင်ကတွဲထားတဲ့အခါကျတော့ကွဲလာတော့အဲ့ဒါအမြင်မပြတ်အာဒုက္ခတွေရောက်တော့တာစိတ်တွေဆေးမရှိဘူးเนาะဒါကြိုတင်ပြင်ဆင်မှုနဲ့ပဲဘုန်းဘုန်းတို့ရဲ့စိတ်ကိုကုစားရမယ်ဟုတ်လားတရားဆေးကလွဲလို့ကျင်တဲ့ဆေးမရှိဘူးအဲ့ဒါမြတ်စွာဘုရားဒီကွဲကွာခြင်းကိုစဉ်းစားရင်ဘာဖြစ်မလဲတော့တယောက်ပေါ်တယောက်เนาะဆန္ဒရာဂလို့ဆိုတဲ့လောဘတွေတန်ရောစင်နေနဲ့ထွေလုံးရစ်ပတ်ခတ်ပြီးတော့နေတဲ့အနေအထားတွေကိုရှော့ချနိုင်တယ်သို့မဟုတ်ဖိရှားပြစ်နိုင်တယ်อืม ဒီဥစ္စာလည်းအရေးပါတာပဲဟုတ်လားမှတ်ထားနော်ဘူရင်ကိုစဉ်းစားရင်လူပြူရင်ကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်ကိုဖယ်ရှားနိုင်တယ်။နာရင်ကိုစဉ်းစားရင်မာရင်ကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်ကိုဖယ်ရှားနိုင်တယ်။သိရင်ကိုစဉ်းစားရင်ရှင်ရင်ကိုအကြောင်းပြုပြီးတော့ဖြစ်တဲ့မှန်ကိုဖယ်ရှားနိုင်တယ်။အခုကိုယ်ချင်းကိုစဉ်းစားရင်တော့ပါတော့တယောက်ပေါ်တယောက်တွဲတာမမောနေတဲ့တန်ရောစဉ်တရားတွေကိုဖယ်ရှားနိုင်တယ်။အဲ့ဒီတန်ရောစဉ်တွေကြောင့်မဟုတ်တာတွေလုံးမပြောမိတွေးမိတာတွေအများကြီးရှိတာ။ တယောက်သူကလည်းပဲဖေရှားတဲ့နဲ့အရေးပါတဲ့အရာတစ်ခုပေါ့နော်။အိုနာတေကွဲပြီးတော့ပါတော့ကန္နတော်ရဲ့အော်သူကလည်းရေးပါတာပဲ။နော်တတ္တဝါတွေအကောင်အဆိုးမျိုးမျိုးကိုနော်တွေ့ကြုံနေကြရတယ်၊ရင်ဆိုင်နေကြရတယ်ဆိုတာအဓိကသူတို့ပြုထားတဲ့အမှုနဲ့တန်တဲ့အကျိုးရလဒ်တွေကိုရရှိနေတာပဲ။ဟုတ်လား။ကောင်းတာပဲပြောပြောရှိုးတယ်ပဲပြောပြော။တော့ကိုလုပ်ထားတာကိုရကြတာ။ ုတ်လားလှုပ်တယ်ဆိုတာကမ္မဆိုတဲ့ပါဠိစကားကိုအလုတ်လို့ပြောတာဟုတ်လားကာယကမ္မကိုယ်နဲ့လှုပ်တဲ့အလုတ်ဝစီကမ္မနှုတ်နဲ့လှုပ်တဲ့အလုတ်မနောကမ္မစိတ်နဲ့လှုပ်တဲ့အလုတ်အလုတ်ကိုပါခေါ်တော့ကံအဲ့ဒီကံကနှစ်မျိုးရှိတဲ့ကျမ်းမြတ်ဖြင့်နော်အတိတ်ကာလကလှုပ်ခဲ့တဲ့ကံရှိတယ်အခုပြည့်စုံပံဘဝမှာလှုပ်တဲ့ကံရှိတယ်နှစ်ခုလုံးရေးပါတာပဲဟုတ်လားကံကံကံဆိုလို့အတိတ်ကလုတ်ခဲ့တဲ့ကံတစ်ခုတည်းရှိရဲ့ဘုံဘုံတို့ကနားလည်ထားလို့မပြည့်စုံဘူးအဲ့ဒါအခမ်းမသိလို့ရှိရင်အဲ့ဒါပုပ္ပေကတဟေတုဒိဋ္ဌိတောင်ဖြစ်နိုင်တယ် နော်ကိုယ့်ရဲ့ကောင်းခြင်းဆိုခြင်းကအတိတ်ကာလပြုခဲ့တဲ့ကံတစ်ခုပေါ်မှာအဓိကမူတည်နေတာမူတည်နေတာတော့ဟုတ်တယ်အဓိကတော့ဒါပေမဲ့သူ့တစ်ခုတည်းပေါ်မှာမူတည်တာမဟုတ်ဘာပေါ်မှာမူတည်နေရောပစ္စုပန်ကိုယ့်ရဲ့လောရက်တွေပေါ်မှာလည်းမူတည်နေမူတည်နေသေးတယ်ဟုတ်လားဟုတ်လားဒါကြောင့်ကံတရားကိုစဉ်းစားတဲ့အခါမှာကြည်ကြည်ပြင်းပြင်းစဉ်းစားတတ်ဖို့လိုမယ်ပေါ့တချို့ကပြည့်ပြည့်စုံစုံကြည်ကြည်ပြင်းပြင်းမစဉ်းစားတတ်တဲ့အခါကျတော့တော့ကံတရားရဲ့ပုံမှာတန်တရားဝင်ကြတာအမြင်မရှင်းကြတာ အဝိရှိကိစ္စတွေဖြစ်ပြီးတော့တချို့စိတ်နှလုံးပင်ပန်းညတာတွေရှိတယ်ဟုတ်လားဒါနားမလဲတာပေါ့လေနော်ဒါကြောင့်မြတ်စွာဘုရားဒီမှာတတ္တဝါတိုင်းဟာကုပြုထားတဲ့နော်ကံနဲ့ထိုက်တန်တဲ့အကျိုးရလက်တွေကိုရနေကြတာဒါကိုစဉ်းစားရမယ်တဲ့ဒီနည်းအားဖြင့်ကုပြုခဲ့တဲ့ကံတွေရဲ့အကျိုးရလက်ကနေဖုံဖုံတို့တွေရာရှောင်ပြေးလို့မရဘူးလုပ်ပြီးပြီဆိုရင်တော့ခြင်းကိုခြင်းဆိုင်ရလိမ့်မယ်ဒီဥစ္စာဖုံဖုံတို့ လုတ်ပြီးတာလုတ်ပြီးပြီဆိုရင်အလုံးနဲ့အကျိုးရလက်ချားတဲ့မှာဘုံမတို့ဖြတ်တော့ပြချင်လို့မရဘူးဟုတ်လားဆိုရမကောင်းတာလုတ်တယ်ဆိုရင်ဝင်ဆောင်နွားလာချေနောက်ကိုလှဲပင်းရလိုက်တယ်လို့မကောင်းတဲ့အကျိုးဆက်ကတော့လိုက်နေတယ်ဖြတ်ချင်လို့ဖြတ်ထားခဲ့ချင်လို့မရဘူးကောင်းတာလုတ်ပြီးရင်လည်းပဲချမ်းသာဒုက္ခလိုက်မှာပဲကိုယ်မုံလို့တခြားလူကလာပြီးတော့အဲ့ဒါကိုဖြတ်တော့ပြချင်လို့မရဘူးသူအကြောင်းနဲ့အကျိုးနဲ့ကမဖြစ်နေတော့ဆက်ဆက်နေတယ်ဒါဘုံမတို့ကခွဲခွဲပြချင်လို့ မရဘူးရင်မဆိုင်ခြင်းမူဆိုလို့မရဘူးဘောမှာအဲ့ဒီကံတရားကိုပြုတ်ပြီးလို့ရှင်အကျိုးရလတ်ကိုမရအောင်တော့ရှောင်လွှဲနိုင်တဲ့တတ္တဝါဆိုတာမရှိဘူးဘယ်သူမှလူငင်းချမ်းသာခွင့်မရှိဘူးအဲ့တော့ကံတရားအမြဲတမ်းပြုတ်နေကြတာဘုံဘုံတို့ကဟုတ်လားအဲ့တော့အဲ့ကအဲ့ဒါပြုတ်ပြီးရင်အဲ့ဒါနဲ့တန်တာကိုဘုံဘုံတို့ကြိုက်ကြိုက်မကြိုက်ကြိုက်လက်လက်ခံရမှာဒါဟုတ်ပြောတာအဲ့ဒါအဲ့ဒီလောက်ထိစဉ်းစားမှတော့ကံအကြောင်းစဉ်းစားတာပို့ပြီးတော့လေးနဲ့တာ ်အော်ငါအမြဲတမ်းကံတွေကိုထုတ်လုပ်နေတာအဲ့ဒီအကျိုးဆက်တွေကငါကြိုက်တာမကြိုက်တာကို तू ကငဲ့ကွက်နေမှာမဟုတ်ဘူးလာရရှိတာလာနေမှာငကိုတော့ကလည်းငါကအမျိုးမျိုးမိုက်မိုက်မဲမဲတွေရောအမှန်ကန်တာတွေရောအမျိုးမျိုးမျိုးစုံကိုအကြောင်းပြုပြီးတော့ကံတွေကိုထုတ်လုပ်ခဲ့တာအဲ့ဒီဟာတွေရဲ့အကျိုးဆက်တွေကအခုလာနေတယ်ငါကြိုက်ကြိုက်မကြိုက်ကြိုက်တန်ခါချင်းဆိုင်ရမှာတွေ့ရမှာကြုံမှာအဲ့လိုပဲတတ်တော်ဝါတိုင်းတတ်တော်ဝါတိုင်းဒီတိုင်းပဲသွားနေတာအားလုံးအမတို့စဉ်းစားရမယ်ဆင်ခြင်ရမယ် အဲ့ဒီကံကိုစဉ်းစားလို့ရှိရင်ဘာဖြစ်တုံးနဲ့ဆင်းရဲဒုက္ခရဲ့အကြောင်းတရားဖြစ်တဲ့မကောင်းမှုအကုသိုလ်ဒုစရိုက်ကိုဓာတ်ရိုက်ဖယ်ရှားနိုင်တယ်သူကအဲ့ဒါစွန့်ရနော်နော်အကုသိုလ်ကိုဓာတ်ရိုက်ဖယ်ရှားနိုင်တယ်သူမဟုတ်နေပါသွားစေနိုင်တယ်ဟုတ်တယ်ကံကိုစဉ်းစားလိုက်ရင်ကိုယ့်ကိုဒုက္ခဖြစ်မဲ့ဒုက္ခပေးမဲ့အရာကိုကိုမလုံးချင်တော့ဘူးကိုယ့်ကိုဆင်းရဲသွားအောင်စီရင်မဲ့လူကိုကိုမခန့်ရင်တော့ဘူးပေါ့နော်တကယ်တမ်းကကိုခန့်တဲ့ ဟိုအမှုတန်းကကိုယ့်ကိုပြန်ပြီးတော့စီရင်လိုက်တယ်လို့ပဲကိုယ်လှုပ်လိုက်တဲ့အလုပ်ကကိုယ့်ကိုပြန်ပြီးတော့မလုပ်တော့စီရင်တာဟုတ်လားတန်ဝတန်ဖြစ်တန်ကြီးတဲ့နဲ့လဲစဉ်းစားကြည့်ပေါ့ဟုတ်လားတန်ကြီးအတန်အဖြစ်တယ်သူ့ရဲ့ဖြစ်ပေါ်ကတန်ဝပဲမလုပ်တော့ဖြည့်စည်းတယ်အဲ့လိုတတ်တော်ရည်ဆိုတာကိုပြုတ်ထားတဲ့အမှုကနေပြီးတော့နောက်ကောင်းခြင်းဆိုခြင်းတွေပေါက်ဖွားပြီးတော့ခံစားရင်းနဲ့ဘဝတန်တရားခီကိုသွားနေကြတယ်နောက်ဒါကိုစဉ်းစားရမယ်အဲ့ဒါကိုစဉ်းစားရပါဖြစ်တော့အကုသိုလ်ဒုစရိုက်ကိုဓာတ်ရိုက်နေပါစေတယ်ဖိရှားနိုင်တယ် အိုနာတေကွဲကန်နှတွဲအမြင်နေတိုင်းရှုဟုတ်ပြီနော်အဲ့ဒါကိုစဉ်းစားရင်ဘာအကျိုးရမလဲဆိုတော့တွဲပြီးတော့မြတ်စွာဘုရားပြောတာအင်းနောက်ဆုံးအရေးပါတဲ့အပိုင်းလေးဖုံဖုံပြောခြင်းတယ်နောက်ပိုင်းကျတော့အဲ့ဒါကိုတေချာစဉ်းစားအဲ့ဒါဘာလဲဆိုတော့ဒီအမှန်တရားကြီး၅ချက်ကိုစဉ်းစားတဲ့နေရာမှာကိုတယောက်ထဲတာဒီလိုဖြစ်နေတာဒီလိုဖြစ်ရမှာဒါကိုမလွန်ဆိုင်နိုင်တာလို့စဉ်းစားယုံမျှနေမပြည့်စုံဘူး တတဝါအားလုံးကဒီအမှန်တရားကြီး၅ချက်ကို မရှောင်နိုင်ဘူးတတဝါတိုင်းတတဝါတိုင်းကဒီအမှန်တရားကြီး၅ချက်ကိုမလွန်ဆန်နိုင်ကြဘူးအားလုံးကဒါကိုတွေးကိုတွေးရမယ်ကြုံကုန်ကြုံရမယ်လို့ဒီတဘာဝဟာငါတယောက်တည်းဖြစ်နေတဲ့တဘာဝမဟုတ်ဘူးတလောကလုံးမှာ ဖြစ်နေတဲ့တဘာဝလို့ဉာဏ်ကိုချဲ့ပြီးတော့စဉ်းစားဆင်ခြင်ရမယ်အပိုင်အဲ့ဒါကိုမြတ်စွာဘုရားဒီပိုင်းအနေနဲ့သိတတ်ထားဟောတာဟုတ်လားအိုခြင်းကိုစဉ်းစားရင် ကိုတယောက်တည်းအိုတာကိုစဉ်းစားအစရတော့ပေါ့နော်။နောက်ကျွမ်းကျင်ပြီဆိုရင်ပါတော့အကုန်လုံးမြင်မြင်သမျှကိုစဉ်းစားရမယ်။ကိုဘေးရလူတွေအော်အိုလူလေးတွေအိုလောင်းလေးတွေဟုတ်လား။အဲလူသေးသွားပြီဆိုရင်မตาလောင်းလို့ခေါ်ကြတယ်။မตาမရဖြစ်တော့မဲ့ဟာအမှန်ဖြစ်နေပြီ။အမှန်မตาလောင်းဆိုတဲ့ကသေးပြီးမှခေါ်တဲ့စကားဆိုတာတဲ့။မသေးခင်ခေါ်တဲ့စကားဆိုပိုးတောင်မှန်သေးတယ်။ အမတမယာဖြစ်မဲ့အလောင်းလျာလေးငါဖျားဖြစ်မဲ့အလောင်းလျာကိုဖျားလောင်းဟုတ်လားနော်မတာလောင်းလို့ခေါ်ကြတာဟုတ်လားအိုလောင်းနာလောင်းသေလောင်းတကယ်တကယ်ကဟုတ်လားဒါဖြစ်ကိုဖြစ်မှာသေချာပေါ့ပေါ့နော်အဲ့လိုစဉ်းစားတဲ့ခါမှာဘုံဘုံတို့ကကိုတူလေးတယောက်တည်းကိုစဉ်းစားတာနဲ့ဘလို့မှမပြည့်စုံဘူးအားလုံးသောတတ္တဝါတွေပထမဆင်းရတော့ကိုဘေးကလူတွေကိုအကုန်စဉ်းစား ုတ်တယ်အထူးသဖြင့်တေးချင်းကိုစဉ်းစားရင်လေကိုဘေးကလူတွေကလည်းတေးလူကိုချစ်တဲ့လူတွေကလည်းတေးလူလို့စဉ်းစားရင်ပုံပုံတော်မြင်စိတ်ထဲကအလွန်ပေါ့သွားတယ်နောက်ရှင်အဲ့ဒီလူနဲ့ပတ်သက်ပြီးတော့လေးနေသေးတယ်။သူကငါ့ကိုဘယ်လိုမြင်မှာသူ့အတွက်ငါဘာလုပ်ပြရအောင်မဘလို့ညာလို့ဟာတန်ဟောစင်နေနဲ့ဟာသူလည်းတေးမှာပဲဆိုတော့တော်တော်ရှင်းသွားတယ်မအဲ့တော့တခါလေးဖုန်းကဆင်းရင်အင်းတေးချင်းမှလည်းပဲအဲ့လိုကောင်းတဲ့အချက်ကလေးတွေလည်းရှိနေပါလားပေါ့ကိုကလည်းတေးလူလို့စဉ်းစားရင်တိတ်အရင်ပါတော့ဩတေးသွားပြီးသွားမှာပဲ ဒီဘဝရဲ့အဆင်ပြေတာမပြေတာတွေကိုပြောတာပါ။နော်ကြိုက်တာတွေမကြိုက်တာတွေသိပြီဆိုတာနဲ့ပြီးပြီသူ့အတူတူဘယ်သူကဘာပြောရင်အဲ့ဒါကိုသိတော့တာမဟုတ်ဘူးလေ။ဟုတ်လား။စဉ်းစားကြည့်နော်။တည်ခြင်းကိုစဉ်းစားလို့စိတ်နှလုံးအေးချမ်းတယ်ဆိုတာကိုအပေါ်ရင်လေးဖုံဖုံပြောကြည့်တာ။အဲ့ဒါလိုပဲကိုဟာတရားမှဖြစ်တယ်လို့ဘေးကလူတွေလည်းတရားမှလို့တေလူတွေလို့ရှင်းတာအဲ့ဒီလူတွေနဲ့ပတ်သက်တဲ့အရှုပ်အထွေးတွေလည်းပဲစိတ်ထဲမှာပါတော်တော်ရှင်းသွားတယ်လို့ဘုန်းကြီးထင်တယ်ဟုတ်လားဒါကြောင့်အကုန်လုံးကတေရမှလို့ရှင်းတာအញ្ញမ်းပို့ပြီးတော့မြင်လာတယ် ဟုတ်လား။အိုခြင်း၊နာခြင်း၊သေခြင်း၊ခွဲခွာခြင်း၊ကံ။ဒါကုတ္တယောက်ထဲစဉ်းစားလို့မပြည့်စုံဘူး။အားလုံးကိုစဉ်းစားရမယ်။အဲ့ဒါမြတ်စွာဘုရားဘယ်လိုဟောထားတော့နာခောအဟိညီဝေကောမရဏဓမ္မမရဏအနတ္တိတော။အထာကောယာဝတာတတ္တန္တအာဂတိဂတိရှုတိ။နောဥပပတိတဗ္ဗေတတ္တမရဏဓမ္မမရဏအနတ္တိတတိ။နောအဓိပ္ပာယ်ကငါတယောက်သေးသာလျင်နောဒီသေခြင်းတရားကိုတွေ့ရတာမဟုတ်ဘူးမလွန်ဆန်နိုင်တာမဟုတ်ဘူး။နောဖြစ်လာသည်မြတ်ထွက်ခွာသွားကြမယ်။ နကတိစုတိဥပပတ္တိဟုတ်လားအမွေဖွာလာကြတဲ့တတဝါမှန်သည်မြအကုန်လုံးတပ်ပေတတ္တအကုန်လုံးတတဝါတွေဟာပေကြလိမ့်မယ်လို့အဲ့လိုစဉ်းစားမယ်တဲ့အဲ့လိုစဉ်းစားတော့ဘာဖြစ်တုံးလဲတတတန်ထာတအဘိနပိစဝခတောနမေကိုသင်္ဇာယတိအဲ့လိုစဉ်းစားလို့ရှိရင်မက်ဆိုတဲ့လမ်းကြောင်းပေါ်လာတယ်တဲ့ဒါလေးဟုတ်ကမောပြောရင်လားသူသူ့ရဲ့အရေးပါမှုအကျိုးရလက်ကြီးမှမှုကိုပြောတာနော်ငါတယောက်တည်းသိရမှာမဟုတ်ဘူးငါတယောက်တည်းဒီ၅မျိုးနဲ့တွေ့ရမှာမဟုတ်ဘူး အကုန်လုံးဒီ၅မျိုးနဲ့တွေ့ရမယ်လို့တော့စဉ်းစားလို့ရှိရင်မက်ကိုတင်စာရဲ့တီမက်ဖြစ်ပေါ်လာတယ်အဲ့တော့မက်ဆိုတာမက်ကဆိုတာလမ်းကြောင်းဘာလမ်းလဲဒါဘုံဘုံတွေးမိတာတော့နိဗ္ဗာန်ကြောင်းမဲ့လမ်းငြိမ်းအေးမှုစီကိုရှောက်သွားမဲ့လမ်းပေါ့နော်အဲ့ဒီလမ်းပေါ်လာပြီဆိုရင်တဲ့သောတံမက်ကအာတိဝိတိဘာဝိတိဘဟုလီကရောတိအဲ့ဒီလမ်းကိုကျင်းပွားများစွာပွားများတယ်နော်ကျင်းပွားများစွာနှလုံးသွင်းတယ်မှီဝဲတယ်ဆိုတော့အဲ့လမ်းကိုရှောက်တယ် နော်လမ်းလေးရပြီဆိုဘာလုပ်မလို့ရှောက်ရှောက်လို့ရှိရင်ခီးရောက်မှာပေါ့ဟုတ်လားအဲ့တော့ဘုံဘုံတို့လမ်းလေးအရင်ပေါ်အောင်လုပ်ရမှာနော်လမ်းအရင်ပေါ်အောင်မလို့လုပ်မလို့အတယောက်တည်းဖြစ်တဲ့ကိစ္စမဟုတ်အလုံးဖြစ်တဲ့ကိစ္စဒါကိုခဏခဏစဉ်းစားစဉ်းစားရင်လမ်းဖြစ်လာမယ်လမ်းဖြစ်လာလို့အဲ့ဒီလမ်းကိုခဏခဏရှောက်မယ်လမ်းကိုမိဝဲမယ်လမ်းကိုပွားများမယ်ဆိုလို့ရှိရင်နော်မက်ကင်ကိုပွားများမယ်မက်မက်လို့ဒီမှာဟောတယ်ဟုတ်လားတောတံမက်ကအာတဝိတိဘာဝိတိဘူလီကရောတိ တတတံမက်ကအသွာတော်ဘာဝရတော်ဘူလီကတော်တော်အဲ့လိုမိဝဲမဲ့ပွားများမဲ့ကျိန်ပါများစွာလုံးမဲ့ဆိုရင်နောက်တန်ယောဇနာနေတပတ်တော်ပိဟိယန္တိရေအလုံးစုံသောတန်ယောရှင်တရားတွေကိုဖယ်ရှားနိုင်လိမ့်မယ်တဲ့နောက်အနုတရားပြန်တီဟွန်တိတဲ့နောက်အနုတရားတရားတွေအကုန်လုံးကိုကုန်ခန်းသွားစေလိမ့်မယ်တဲ့ယန္နာဖြစ်မယ်လို့ပြောတာပေါ်သေးသေးမအောင်မင်းနဲ့နော်။ဩနာတေခွဲကနှစ်တွဲကိုစဉ်းစားဆင်မြင်ခြင်းဟာကြီးမားတဲ့စွမ်းအားအာနိသင်ကိုဖြစ်စေတယ်။ ဟုတ်လားစဉ်းစားတရားအထုတ်တယ်ဆိုတာနှီးမျိုးစုံရှိတာတော့လူရင်းကဘဝခန္ဓာရဲ့အကြောင်းကိုအမှန်ကန်သိဖို့ကြိုးစားကြတာအတ္တိပဒံတရားအထုတ်တယ်ဆိုတာကတော့ဖြစ်တိုင်းသိအောင်သူကကြိုးစားတာဒါကြတော့ဘာလို့စဉ်းစားဆင်ခြင်တဲ့နီးဘဝကြီးရဲ့မကောင်းတဲ့ဒုက္ခသစ္စာကိုသိဖို့အတွက်ရှေ့ရှုတာပဲသူကလည်းပဲဟုတ်လားနော်အိုကကောင်းသလားဘယ်ကောင်းမလို့ဘယ်သူမှမကြိုက်ဘူးအဲ့လိုပဲပိုးဆိုးတယ်နာတာပိုးတောင်မကြိုက်သေးတယ် တကယ်နားလာပြီဆိုရှိတဲ့စီးတင်ကိုငင်ကိုမစီနာခြင်းကိုမကြိုက်ဘူးပျောက်ပဲပျောက်ချင်တယ်ဟုတ်လားသေတာကောင်းလားဘယ်ကောင်းမလို့ဟုတ်လားအဲ့တော့ပြောရင်ဒါပါတော့ဘဝရဲ့သဘောအမှန်ကိုတော့သိအောင်မြတ်စွာဘုရားစဉ်းစားခိုင်းတယ်။အိုနာတိကိုယ်ကဏ္ဍတွဲမြင်နေတိုင်းရှုဟုတ်လားဒါကိုစဉ်းစားတဲ့အခါမှာအရေးကြီးတဲ့ဆင်ရပါတော့ကိုတယောက်တည်းဖြစ်နေတဲ့ကိစ္စမဟုတ်ဘူးတလောကလုံးဖြစ်နေတာ ဒါအခုခေတ်အခုအချိန်အခုအချိန်တွေမှာဒီစကားပြောစရာအလွန်ကိုကောင်းတယ်ဟုတ်လားကိုတယောက်တည်းဖြစ်နေတာမဟုတ်ဘူးအများစုကြီးဖြစ်နေတာလောကကြီးရဲ့သဘောဒါတွေဟာဖြစ်တတ်တဲ့သဘောเนาะအထူးဆန်းကြီးသိပ်ပြီးတော့လုံနေလို့မရဘူးဒါဖြစ်တတ်တဲ့သဘောเนาะခေတ်ဆက်ဆက်မှာလည်းပဲတချို့ခေတ်ကာလတွေမှာဖြစ်ကြတာပဲလေဟုတ်လားအဲ့လိုဖြစ်ပြီးဆိုရင်ဘုံဘုံတို့ကဘာအမျက်ထွက်အောင်စူးစမ်းမှာလဲဩလောကကြီးကဒီတိုင်းမှာလား နော်လောကကြီးရဲ့သဘောကွာဒါဒီတိုင်းမှာလားလို့ဘုံဘုံတို့ကတိတဲ့အမြင်ကိုရအောင်ကြိုးစားရမယ်အဲ့ဒါဆိုရင်ဘာဖြစ်လာမလို့မဲ့ဖြစ်ပေါ်လာမယ်တဲ့နော်လောကကလွတ်မြောက်ကြောင်းကိုနော်လွတ်မြောက်ကြောင်းလမ်းကိုရှောက်အောင်ရောက်သွားမှာနော်နောက်မဆင်းလောကရဲ့အကြောင်းကိုမသိဘဲနဲ့လောကတွေပဲခြားလည်းပဲခြားလည်းပဲရမ်းနေအောင်သွားခြင်းနေမှာလေဟုတ်လားဟောလောကကြီးကနော်ပြုံမှုသိတဲ့အရာကြီးမဟုတ်ပါလားသူ့ကိုထားခဲ့တဲ့နဲ့လွတ်မြောက်အောင်လုပ်တဲ့အရာကြီးပါလားလို့ တိအောင်ဉာဏ်ကိုမြင့်အောင်ဘုံတော်ဒါကိုအမြင့်ကြီးအောင်ကြိုးစားရမယ်ဒီမှာမြတ်စွာဘုရားဓာတ်ရဲ့ဟောတာဟုတ်လားအတယောက်တည်းဖြစ်တဲ့ကိစ္စမဟုတ်ဘူးအဟင်ကြီးဝေကောပါငါတယောက်တည်းဖြစ်တဲ့ကိစ္စမဟုတ်ဘူးနော် အဘိတ္တတအလုံးစုံသောတတ္တဝါတွေဟာဒီဟာတွေ့ကြမယ်ကြုံကြမယ်ဖြစ်ကြမယ်အဲ့လိုမျိုးစဉ်းစားရင်မဲ့ဖြစ်လာမယ်အဲ့ဒီမဲ့ဖြစ်လာပြီဆိုရင်အဲ့ဒါကိုပွားများမယ်မှီဝဲမယ်ကြည်မများစွာအထုတ်မယ်ဆိုရင်ဘာပြောတာလဲတန်ရောဇဏာလေးတပ်ပတ်တော့ပြည်ရန်ဒီတန်ရောဇဉ်အကုန်လုံးကုန်သွားမယ်အဲငါတို့မတန်ရောဇဉ်တွေကများလိုက်တာဘယ်လိုမျိုးဖြစ်ရမလဲမသိဘူးမှအခုနီးတွေ့ပြီလို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လားအနုတေယပြန်ဒီဟွန်ဒီနဘွားတန်တရားလျှောက်လုံးကတော့ကိုယ်စိတ်ထဲမှာအနုတေယသဘောအနေနဲ့ကိန်းလာတယ်မကောင်းတဲ့ဓာတ်တွေအနုတေယ9ပါးရှိတယ်ဟုတ်လား မကောင်းတဲ့ဓာတ်တွေအကုန်လုံးမလုပ်သွားမှာလို့နော်ဖြတ်တောက်သွားနိုင်မကုန်ခန်းသွားစေလိမ့်မယ်ဖေရှားပြစ်လိမ့်မယ်လို့အဲ့လိုမျိုးဆိုဖရားဟောတယ်ဟုတ်လားဒါကဟောရုတ်တရက်အနော်အခုလောလောဆယ်လောင်နေတဲ့တောကပတိတေဝမီးကိုငိမ့်သက်နိုင်ုံမြမကအောင်နော်တခြားလုံးလောင်ခဲ့တဲ့လောင်လက်တန့်မီးတွေကိုပါညှိတက်ပေးနိုင်တဲ့အစွမ်းရှိတယ်လို့မဆိုနိုင်ဘူးလားဆိုနိုင်တယ်ဟုတ်လားဒါကြောင့်တရားနာရတယ်ဆိုတာစိတ်နှလုံးကို ငြင်းအေးစေတယ်တတရစေတယ်ဆိုတာကိုယ့်ရဲ့စဉ်းစားဖို့စဉ်းစားနည်းလေးတွေအမြင်လေးတွေအတွေးလေးတွေကလမ်းတည့်သွားလို့အဲ့ဒီအကျိုးရလက်ကိုရတာဟုတ်လားကဲမိနစ်30တောင်ကြောသွားပြီနော်လူကြရာရှိတာလေးတွေလှူပြီးတော့ခြေသက်ချကြရအောင်